ိုက်ပရိသတ်ကြီးကိုကျွန်မအခုပြောပြချင်တဲ့အကြောင်းအရာလေးကတော့အားလုံးသိတဲ့ TikTok ဆယ်လီမိချိုခေါ် Shy Wanna တရားပေါ့နော်ဒီကိုဝင်ဆောင်ထားရတယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီပေါ့နော်ဒီဆယ်လီမိချိုခေါ်ဒီရှိုင်းဝနာကတော့အာဘဝသူ့ရဲ့ဘဝကတော့အရင်ကကြမ်းတမ်းခဲ့တယ်ဗောလေသူကိုယ်တိုင်နဲ့တင်ထားတယ်သူဆယ်တန်းဖြည့်ပြီးပြီးချင်းပဲမန္တလေးမှာဘီယာဆိုင်ခွတ် စေးတဲ့ဝန်ထမ်းဘဝပေါ့နော်အဲလောက်ခဲ့ရတယ်နောက်ပြီးသွားလို့ရှိရင်အဲဒီဘီယာဆိုင်ကိုစေးတဲ့ဘဝပြီးသွားရင် English speaking ကိုသူတက်ပြီးတော့ပေါ့နော်လေ့လာတယ်လေ့လာပြီးတော့ hotel waiter အနေနဲ့အလုပ်ရတယ်ပေါ့နော်အလုပ်ရပြီးတော့ hotel life ကိုသူဝင်သွားပါတယ်အဲ့ဒီကနေမှစီမံဘဝပေါ့နော် စီမံဘဝမှာဟိုတယ်ကတစ်ဆင့်ပြည်တွင်းကအပျော်စီတင်မောပေါ်မှာအလုပ်ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ overseas နိုင်ငံသားအပျော်စီတင်မောပေါ်မှာအလုပ်ထပ်ရတယ်။အဲအလုပ်ထပ်ရပြီးတော့ပေါ့နော်သူ့ရဲ့ဘဝတဖြည်းဖြည်းနဲ့အဆင့်အတန်းမြင့်မားလာတယ်ပေါ့နော်။ဆိုတော့ကျွန်မဒီတလောက်ကတော့ဒီ Selly Micho က LGBT တယောက်ပေါ့နော်။ဆိုတော့နာမည်အရင်ကတော့ Shine Wanna လို့တည်ရပါတယ်။အခုကတော့သူကသူ့ရဲ့ချစ်သူနဲ့နှစ်ဦးသဘောတူလက်ထပ်လိုက်တယ်ပေါ့နော်။ဆိုတော့နှစ်ဦးသဘောတူချစ်သူတွေဖြစ်ကြခြင်းရတော့2018ကလေးကချစ်သူတွေဖြစ်ကြတယ်လို့ပြောပါ တယ်2019မှာတော့အဲဒီမှာပေါ့နော်ပြတာရဲ့အတိုင်းပဲ propose အလုပ်ခံရတယ်ပေါ့နော်ပြီးတော့အဲ2019ကနေပြီးတော့2019 2020 2023 နော်2022 2023အဲ့လောက်အထိကိုသူတို့တွေတွဲခဲ့ပြီးတော့2023မှာတော့နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြပါတယ်အဲလက်ထပ်ပြီးတဲ့နောက်မှာတော့အခု2025မှာသူဟာမိသားစုလေးတကူကိုတိဆောက်လာနိုင်ပါပြီဒီမိသားစုလေးတကူကိုတိဆောက်လာနိုင်တဲ့အချိန်မှာသူမှာပေါ့နော်ကိုဝင်ရှိနေပြီဆိုပြီးတော့သူကသူ့ပရိသတ်တွေကိုသူ့ရဲ့ official Facebook ကနေအကောင့်ကနေပြီးတော့ခြားပြခဲ့ရပဲဖြစ်ပါတယ်ဆိုတော့ LGBT တရားဥပဒေနဲ့ ်ပေါ့နော်ကျမကတော့ LGBT support ပေးရလို့ပါဆိုတော့ LGBT တယောက်အနေနဲ့ဒီလိုမျိုးပေါ့နော်ကိုချစ်တဲ့သူကိုရဲဝင်ဝင်လက်ထပ်တယ်တစ်ဖက်ကလည်း တကယ်ကိုမမျက်နှလုံးချစ်တဲ့အတွက်ကြောင့်မလို့လက်ထပ်ယူခြင်းခံရရတယ်ပေါ့နော်အဲ့ဒါအပြင်အခုဆိုလို့ရှိရင်မိသားစုဘဝလေးပါတိဆောက်ဖို့အတွက်ကိုကိုယ်ဝယ်မှာစောင့်နေရပြီဆိုတဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောမလဲသူတို့ဘဝလေးအစဉ်ပြေရာကိုမြင်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဒါပေမဲ့တခုပေါ့နော်လူတွေကအာမေးနေတာတခုကပေါ့နော်ဘယ်လိုမျိုးကိုယ်ဝယ်ဆောင်တာလဲဒီအမျိုးသားတွေကကိုယ်ဝယ်ဆောင်လို့မရဘူးလားအဲ့အဲ့လိုမျိုးတွေမေးတာပေါ့နော်ဆိုတော့ကျမတို့မြန်မာလူမျိုးတွေကတော့နည်းနည်းတော့ဒါကတော့စိမ့်တက်နေပါ ပါဘောเนาะဟိုနိုင်ငံသားသားတွေအနေနဲ့ဆိုလို့ရှင်တော့ဒီလိုမျိုးကိုဝင်ဆောင်ရတာတွေကအဲ့လောက်ကြီးထီရောမခဲရင်ပါဘူးအမျိုးသားရဲ့လည်းနောက်ပိုင်းကိုဝင်ဆောင်လာကြတဲ့အကြောင်းအရာတွေရှိရဆိုတော့လေဒါပေမဲ့အဲဒီကတော့သူဘလို့ကိုဝင်ဆောင်လဲဆိုတာကတော့သူပြန်ပြီးတော့ပြောကြားထားတဲ့အပေါ်မှာပဲကိုရီးယားကြည့်ရမှာပေါ့နော်သူပြန်ပြောပြတဲ့အကြောင်းအရာကိုပဲကိုရီးယားကြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဂျာကတော့ဟိုကျမရဲ့ပြည်သက်တီထဲမှာလည်းဆယ်လီမီဂျိုကိုတည်ရလို့လည်းရှိမယ်ပေါ့နော်ဆိုတော့သူ့ရဲ့အကြောင်းအရာလေးကို လာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်